မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဟာအော်တိုဘာလ26ရက်နေ့ဒီကနေ့ကွာလာလမ်ပူမှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာမြန်မာနိုင်ငံမှာရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဟာမြန်မာပြည်ပိုင်ဆိုင်မှုနဲ့မြန်မာဥဆောင်မှုသာဖြစ်ရမယ်လို့ပြောကြားသွားပါတယ်။ဒါ့အပြင်အာဆီယံအဖွဲ့ကမြန်မာနိုင်ငံအပေါ်ငြိမ်းချမ်းရေးအတွက်လှုံ့ဆော်မှုတွေမှာစိတ်ရှိသီးခံမှုဇွဲလုံးလားရှိမှုနဲ့လက်တွေ့အခြေအနေတွေကိုရိုးရိုးသားသားနားလည်သဘောပေါက်မှုတွေလိုအပ်ကြောင်းကိုလည်းထည့်သွင်းပြောဆိုသွားပါတယ်။ အချက်၅ချက်ပါသဘောတူညီချက်ရအာဆီယံမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေကိုလျှော့ချဖို့နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်တေတွေကိုလျှော့ချဖို့အတွက်ရရှိနိုင်တဲ့လမ်းကြောင်းတိုင်းနဲ့မိဖက်တိုင်းကိုအသုံးပြုနေပေမဲ့ရေရှည်တည်တဲ့နဲ့ငင်းချမ်းရေးကိုအတင်းအကျပ်ပြဒန်းလို့မရကြောင်းကိုပြောဆိုသွားပါတယ်။အဲဒီနောက်မြမငင်းချမ်းရေးရမြမတွေပိုင်ဆိုင်မှုနဲ့မြမဥဆောင်မှုသာဖြစ်ရမယ်။ ဒါမှလည်းပြန်လဲတင့်မြေရေးကရေရှိတည်တတ်မှာဖြစ်တယ်ဆိုပြီးတော့ဆက်လက်ပြောဆိုသွားပါတယ်။ဒါအပြင်မလေးရှားနိုင်ငံသားရေးဝင်ကြီးကအော်တိုဘာလ25ရက်နေ့မှာအာဆီယံအဖွဲ့အနေနဲ့မြန်မာနိုင်ငံကိုရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကိုဇေလွတ်နိုင်ရေးအပေါ်မှာအကြီးအကဲအဆင့်ဆွေးနွေးမယ်လို့ကြေညာထားပါတယ်ရှင်။